ဒီချွေးစင်များအလုံးမမြင်ကြလားပါရှင်လက်ပြန်လေးရဲ့6လ25ပေါ့နော်ဘုဒ္ဓဝုနေပေါ့နော်ဘုဒ္ဓဝုနေအခွင့်နေမနှံ့နေညနေအတွက်ပါနော်ဒါဆိုရင်အခုထိပ်ပရိလေးပဲသွားရအောင်တစ်ပတ်လေနော်ဒီရက်တစ်ပတ်ကတောက်ကြနေကအိမ်ကပေးထားလဲဆိုတဲ့အတွက်ကြောင့်မို့ဒီပတ်ဆက်ပြီးတော့3ရက်တည်းဆိုတဲ့အတွက်ကြောင့်မို့ဒီမူတိုင်းနဲ့ဆက်သွားမယ်နော်ဒါဆိုလို့ရှိရင် စပြီးတော့ပါမယ်เนาะထိတ်ကိုအရင်ဦးဆုံးဝါရအောင်เนาะဒီမှာရှိတဲ့ကိုဒီမှာရှိတဲ့တက်ပေါ့เนาะကိုတက်နှလုံးပေါင်းတော့ပေါင်းခြင်းက3ညပါဝါ9နက်ကက်က3ည9ဖွင့်ဆိုပြီးထိတ်စီက3လို့ရတာလေเนาะ ။အဲဆိုရင်ညီမတို့ရဲ့ထွက်ကနန်လေးကိုကြည့်ကြည့်ရအောင်နော်။ဒီမှာပါ3ည8ပါနော်။3ည8ဆိုတဲ့အတွက်ကြောင့်မလို့3ည9ခွန်မှာဒီမှာ3ညဆိုပြီးတော့စဉ်းထားတယ်နော်။အဲဆိုရင်နောက်ထပ်တပင်ကိုဆက်သွားမယ်ဒီမှာ6ဒီမှာ3 4 3နှလုံးပေါင်းတော့ပေါင်ခြင်း net power ခွန်နက်ကလေးနစ်ခွန်လေးဆိုပြီးတော့ဒိတ်စီကသုံးလို့ရတာလေပေါ့နော်။အဲဆိုရင်ထွက်ကနန်လေးကဒီမှာပါညနေခင်းက၄၁ပေါ့နော်။၄ဆိုတဲ့အတွက်ကြောင့်မလို့နစ်ခွန်လေးမှာဒီမှာ၄ဆိုပြီးတော့ဆင်ထားပါနော်။ ။အဆိုဆက်သွားရအောင်ဒီမှာ6ဒီမှာ1 6တဲ့နှလုံးပေါင်းတော့ပေါင်းခြင်းခွန်ပါဝါနဲ့နက်ခတ်3ညာခွန်နဲ့3ညာဆိုပြီးတော့သူကတော့ထိတ်စီ3လုံးနဲ့တွေ့ထားတယ်ပေါ့နော်။ဒါဆိုရင်ညီမတို့အခုထိတ်ပြီးသွားပြီဆိုတဲ့အတွက်ကြောင့်အခု break ကိုသွားခဲ့ပါနော်။ ဘရိတ်ကကြတော့ဒီမှာရှိတယ်၄၁၈လုံးပေါင်းခြင်းပေါ့နော်၄၁နှလုံးပေါင်းတော့၅၅၈ပေါင်းတော့ပေါင်းခြင်းက၃ပါဝါ၈နက္ခတ်၅၃ဘရိတ်ဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင် sorry ပါနော်ဒီမှာရထွက်ကနန်းလေးရဒီမှာ၃၈၃၈နှလုံးပေါင်းတော့ပေါင်းခြင်း၈၈ဘရိတ်ဆိုပြီးတော့ထွက်တယ်နော်၃၈မှာဒီမှာ၈ဆိုပြီးတော့စဉ်းထားပါလေ ဆက်သွားရအောင်ဒီခါကျတော့ဒီမှာရှိတာ1 1တဲ့ပေါ့နော်တတပေါင်းတော့နိနိတပေါင်းတော့ပေါင်းခြင်း3ပါဝါရှင်းနက္ခတ်9 35ပရိတ်ပေါ့နော်ထွက်ကနန်းလေးကဒီမှာပါ၄တနှလုံးပေါင်းတော့ပေါင်းခြင်း9ပရိတ်ဆိုပြီးထွက်တာလား35မှာဒီမှာ9ဆိုပြီးစင်ထားတယ်နော်ဒါဆိုရင်3နှစ်ကို3နှစ်ပေါင်းတော့9 9ကိုပေါင်းတော့4ပါဝါ9နက္ခတ်နဲ့၄ကိုနှစ်ပရိတ်ပေါ့နော် ဒါဆိုရင်ထပ်မဲ့ကနန်လေးပေါ့နော်အဲကစားရမဲ့ကနန်လေးကခွန်နဲ့တုံညာခွန်နဲ့တုံညာခွန်နဲ့တုံညာပေါ့နော်ဒါဆိုရင်လေးဘရိတ်ဆိုတော့ကြောင့်မလို့ခွန်ခွန်ဖြစ်မဲ့နဲ့နဲ့လေးဖြစ်မဲ့တုံညာလေးဆိုရင်သူကတော့လေးဘရိတ်ပေါ့နော်ဒါဆိုရင်5 break ဆိုတော့ခွန်နဲ့နဲ့ခွန်၃ညာဆိုရင်5သူက5 break ဟုတ်ပြီနော် နေပရိတ်ဆိုတဲ့အတွက်ကြောင့်မို့လို့ခွန်ဆိုတော့ငါ၊တုံညာနဲ့နဲ့တုံညာပေါ့နော်ဒါကတော့နေပရိတ်ပေါ့နော်အဲဆိုရင်ကြည့်မယ်နော်မူရဩကွက်ကလေးကတော့ခွန်ကိုကိုပရိတ်ဆိုတဲ့အတွက်ကြောင့်မို့လို့ခွန်နဲ့ခွန်နဲ့နဲ့ခွန်ကနန်းလျက်ထွက်တဲ့ထပ်တယ်ပေါ့နော်ပတိပိဒါကလည်းခွန်နဲ့တုံညာပဲနော်ဒီမှာကတုံညာကို နေပရက်နော်ကဏ္ဍလေးတွေထပ်ပြီးတော့အဲပတိပိဋ္ဌာလေးနဲ့လည်းကြိုက်တယ်အဲဒီအတွက်ကြောင့်မလို့ဒီကဏ္ဍနှစ်ခွက်ကတော့မနှပြန်အဓိကအနေနဲ့ကစားမယ်ပေါ့နော်ဒါနဲ့ကဏ္ဍလေးကိုလည်းရင်ခွက်နဲ့ကစားမှာပါဒါတော့မနှပြန်တရက်စားတော့ပါကိုရောမာတို့ကြိုက်တူမဲ့တဲ့သမဲဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်